အားလုံးမင်္ဂလာပါ PK Smart Tutorial ရဲ့မှကြိုဆိုပါရစေ။ဒီနေ့ဗီဒီယိုထဲမှာတော့ကျွန်တော်ကဒီ YouTube ဗီဒီယိုတွေကိုပေါ့နော်ကျွန်တော်တို့ဒီမြန်မာစာတမ်းဘယ်လိုထိုးရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီနေ့တော့ကျွန်တော်ကဒီ PC နဲ့ရော Mobile နဲ့ရောကျွန်တော်တို့ဒီ YouTube ဗီဒီယိုတွေကိုမြန်မာစာတမ်းဘယ်လိုထိုးရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်ဒီ PC နဲ့အရင်ပြပေးသွားမှာဖြစ်ပါတယ်။ ပြီးလို့ရှိရင်တော့ကျွန်တော်ဒီ mobile နဲ့ဘယ်လိုလုပ်ရမလဲဆိုတာကိုဆက်ပြီးပြပြပေးမှာဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ computer လေးကိုဖွင့်လိုက်ဖွင့်ပြီးကျွန်တော်တို့ YouTube ထဲကို reset ဝင်လိုက်မယ်။ဗီဒီယိုတွေကိုရောက်သွားရင်ကျွန်တော်တို့ကဒီဗီဒီယိုတစ်ပုဒ်ကိုကလစ်လိုက်ပါတော့။ Okay. ကျွန်တော်ပြောတဲ့အတန်ကိုပြပြတတ်တာကြအောင်ကျွန်တော်အတန်လေးကိုမြူလုပ်ထားလိုက်မယ်။ပြီးရင်ကျွန်တော်စာတမ်းဘယ်လိုထိုးရမလဲဆိုတာကိုပြပေးပါမယ်နော်။အရင်ဆုံးကျွန်တော်တို့ဒီ setting လေးကိုတစ်ချက်နှိပ်လိုက်ပါ။ပြီးရင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါကတော့စာတမ်းထိုးရတာပေါ့နော်။ဒီကောင်ကတော့ audio track ပေါ့နော်။ဒီ audio track ထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီဘာသာစကားတွေကိုပြောင်းလို့ရတယ်ပေါ့နော်။ဒီ English တို့ French တို့ဒီမှာဆိုလို့ရှိရင် Bengali Chinese သာသဖြင့်ပေါ့နော်။ ကျွန်တော်တို့ကဒီတဲမှာတော့ကျွန်တော်တို့ရဲ့မြန်မာဘာသာစကားတော့မပါဘူးပေါ့เนาะ Okay ဒါတော့ audio trap ပေါ့เนาะကျွန်တော်တို့ကဒီစာတန်းထိုးတဲ့ဟာကတော့ဒီအောက်ကဟာလေးပေါ့เนาะ subtitle ဆိုတဲ့ဟာလေးပေါ့เนาะအဲ့ဒီကောင်လေးကိုတစ်ချက် click လိုက်ပါဒါတော့ off ထားတာပေါ့เนาะ off ထားလို့ရှိရင်ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ပါမီဆိုတော့ကျွန်တော်တို့ရဲ့ဘာသာတကားရှာလို့မတွေ့ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့ဘာသာတကားတစ်ခုကိုရွေးပေးလိုက်ကျွန်တော်တို့ဒီ English ဆိုတာလေးကိုရွေးပေးလိုက်မယ် ပြီးပြီးပြီဆိုလို့ရှိရင်ဒီမှာသူကပြောတဲ့ဟာကဒီအင်္ဂလိပ်စာတန်လေးတွေထိုးနေပါเนาะ Okay ထိုးပြီးပြီဆိုလို့ရှိရင်အင်္ဂလိပ်စာကိုရွေးပြီးရင်ကျွန်တော်တို့အဲ့ဒီနေရာလေးကိုပဲဒီဆက်တိုက်တယ်ဆိုတဲ့နေရာလေးကိုပဲတစ်ချက်ပြန်ကလစ်လိုက်ကလစ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီအော်ဒါလေးကိုဆွဲချပါเนาะအဲ့လေးမှာဆိုလို့ရှိရင်ဒီ auto translate ဆိုတာလေးကပေါ်လာပြီเนาะဆောနာတော့မပေါ်ဘူး okay ကျွန်တော်တို့အဲ့ဒီ auto translate ဆိုတာလေးကိုကျွန်တော်တို့ check click လိုက်မယ် click ပြီးရင်ဒီပေါင်တာလေးမှာပေါ့เนาะကျွန်တော်တို့ကဒီလေးကို check လိုက်ပြီးအဲ့ဒီလေးပါ ူတွေ့ပြီเนาะအဲ့ကောင်လေးကို check ကလစ်လိုက်โอเคဒါဆိုလို့ရှိရင်ဒါမြန်မာစာနဲ့စပြီးတော့ထုတ်ပေးနေပြီပေါ့เนาะโอเคပါဒါကတော့ကျွန်တော်တို့တရားကွန်ပျူတာနဲ့ကျွန်တော်တို့ကကွန်ပျူတာနဲ့ဒီ YouTube ကဗီဒီယိုတွေကိုကျွန်တော်တို့ကမြန်မာစာနဲ့ဘယ်လိုထုတ်အောင်လုပ်ရမလဲဆိုတာကိုပြောပြပေးတာဖြစ်ပါတယ်ကျွန်တော်တို့ဒီ ဒီ mobile phone နဲ့ပေါ့နော်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတော့ဆက်ပြီးပြပေးသွားမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ဆက်ပြီးကြည့်ကြအောင်။ဒီတော့ကျွန်တော်တို့ YouTube ထဲကိုဝင်လိုက်ပါ YouTube ထဲရောက်လို့ရှိရင်ကျွန်တော်တို့ရဲ့ဒီပေါ့နော်ကျွန်တော်တို့ကြည့်ချင်တဲ့ဗီဒီယိုလေးကိုတစ်ချက် click လိုက်ပေါ့နော် ကျွန်တော်တို့ဒီ Master B ရဲ့ဒီဗီဒီယိုတစ်ခုကိုပဲကျွန်တော်ရွေးလိုက်မယ်เนาะဟဲ့10% left. That's why I didn't hear you subscribe. Well, I definitely shouldn't have been doing this. ဒါနေ့တစ်ချက်ထိုးထားလိုက်မယ်။ပြန်ကျွန်တော်တို့ကဒီအောက်ကပေါ့နော်ဒီ share ဆိုတဲ့ဟာလေးပေါ့နော်ဒီ share ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ကနှိပ်ပြလိုက်ပါ drive your road once you make it off ဒီကောင်လေးပေါ့နော်အဲ့ဒီကောင်လေးကို check click လိုက်ပြီးရင်ဒီမှာ copy နဲ့ဆိုတာလေးကို submit နေလိုက်ပါပြီးရင် home နဲ့ထွက်လိုက်ပေါ့နော်ပြန်မိတ်ဆွေတို့ကကြံ့နေတတဲ့ browser တစ်ခုခုအသုံးပြုလို့ရပါတယ်ကျွန်တော်တို့ဒီမှာ Chrome browser ကိုပဲကျွန်တော်အသုံးပြုပေးသွားမှာဖြစ်ပါတယ် Chrome နဲ့ကိုရောက်ရင်ကျွန်တော်တို့ဒီ search bar မှာခဏနေရယူလာတဲ့ copy link လေးကိုကျွန်တော်တို့က paste ချလိုက်မယ် ဆိုရင်စောနာကျွန်တော်တို့ကြည့်နေတဲ့ဗီဒီယိုလေးကိုဥပပါရစ်နော် right? no? Okay ရောက်ပြီးတော့ပြီဆိုလို့ဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးပေါ့နော်စက်ကလေးသုံးဆက်ပေါ့နော် The test killed thousands of people. Check your dice. Flip below, so you can see the desktop size piece of hardcore. There are lions, cheetahs, hippos. Don't you ask? Are you going to school? She's not going sure to kill him. Don't go be your mom. It should be that. Seeing the five deadliest places on earth. Oh, I see one of them. Okay. ဒါဆိုတော့ကျွန်တော်တို့ကဒီဗီဒီယိုက desktop site ကိုပြောင်းသွားပြီပေါ့နော် I'm coming This is way to your places. Like scan the account. covered in ice. Okay. ကျွန်တော်နည်းနည်းလေးချက်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီစက်တင်ပေါ့နော်အဲ့ဒီကောင်းလေးကိုချက်တိလိုက်ပါဒီရင်နည်းနည်းလေးချက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီစက်တင်ဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒီကောင်းလေးကိုကျွန်တော်တို့ကကလစ်လိုက်မယ်ကလစ်ပြီးရင်ကျွန်တော်တို့ဒီနားလေးမှာပေါ့နော် ဆက်တိုက်တယ်ဆိုတာလေးပေါ့နော်အဲ့ဒီကောင်လေးကို check click လိုက်ပါကောင်လေးဖြစ်ပါတယ်အဲကောင်လေးကို check click လိုက် click ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီအောင်နာလေးမှာပေါ့နော်ဒါကတော့ကျွန်တော်အင်္ဂလိပ်ရွေးချလို့ပေါ့နော်မိတ်ဆွေတို့ကဒီတိုင်း off ထားတဲ့ပုံစံတိုင်းပဲဖြစ်မှာပေါ့နော် โอเคပြီးလို့ရှင်ကျွန်တော်တို့အဲဒီ subtitle ကိုနှိပ်လိုက်နှိပ်ပြီးရင်ကျွန်တော်တို့ကဒီ English ဆိုတာလေးကိုတစ်ချက်ရွေးပေးလိုက်မယ်ရွေးပြီးရင်အဲဒီ subtitle ဆိုတာကိုပဲတစ်ချက်ပြန်နှိပ်နှိပ်ပြီးရင်ကျွန်တော်တို့ဒီအောင်နာလေးမှာပေါ့ခဏနေရ PC နဲ့ပြခဲ့သလိုပေါ့เนาะကျွန်တော်တို့ဒီကောင်ကနည်းနည်းလေးချက်ဒီကောင်နည်းနည်းစခွင့်ကို zoom ဆွဲထားလို့ရှင်ကျွန်တော်တို့ကဒီအောက်ကိုတက်အပေါ်ကိုတွန်းတင်လို့တိတ်အဆင်မပြေဘူးပေါ့เนาะအဲ့တော့ကျွန်တော်တို့ကနည်းနည်းလေးပြန်ပြီးတော့မှ subscribe ကိုပြန်ချုပ်ရမှာဖြစ်ပါတယ် screen လေးကိုနည်းနည်းလေးပြန်ခြုံလိုက်ခြုံပြီးလို့ရှိရင်ကျွန်တော်တို့ကအဲ့ကောင်လေးကိုလိုလေးဆွဲတင်လိုက်ပါတော့โอเคဆွဲတင်ပြီးရင်ဒီအောင်သားလေးမှာဒီ auto translate ဆိုတာလေးကိုတွေ့ရမှာဖြစ်ပါတယ်အောက်ဆုံးမှာပေါ့နော်အဲ့ကောင်လေးကို check click လိုက်မယ်ပြီးရင်ကျွန်တော်တို့ရဲ့ဘာသာစကားကိုနည်းနည်းချဲ့ပြီးတော့မှရှာလိုက်မယ်ပေါ့နော်အော် sorry ကျွန်တော်တို့နည်းနည်းချဲ့လို့ရှိရင်ကျွန်တော်အဲ့ကောင်ပြန်ပြီးတော့မှဆွဲရတာအဆင်မပြေဘူးပေါ့နော်လိုလေးနည်းနည်းလေး minimize ဟိုဟာ ဇုံဆွဲထားရလို့နည်းနည်းလေးပြန်ချုပ်ပြီးတော့မှကျွန်တော်တို့ရှာပေါ့နော်အဲ့ခါဆိုလို့ရှိရင်လည်းဆွဲရတာအဆင်ပြေတယ်ပေါ့နော်တွေ့ပြီဒီမှာပါမီဆိုတာတွေကိုတစ်ချက် sorry โอเคဒီမှာပါမီဆိုတာလေးတွေ့ပေါ့နော်အဲ့ကောင်လေးကိုတစ်ချက်နည်းနည်းချဲ့ပြီးတော့မှအဲ့ကောင်လေးကိုကလစ်ပေးလိုက်မယ်โอเคဒါဆိုလို့ရှင်ရရပေါ့နော်โอเคအခါဗီဒီယိုလေးကိုပြန်ပြီး play okay. ကြည့်လိုက်မယ် lions cheetahs hippos and a dozen other species that could kill us why are we doing this because we're visiting the five deadliest places on earth oh i see one of them ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုဆုံးထိလိုက်ပါချီရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြရအောင်ပါ